ရုပ်တရက်ပေါ်လာတဲ့ viral တစ်ခုကြောင့်လေဆေးတစ်ခုမှာကက်ဆိုကြီးစတင်နေတာကိုမြင်တွေ့ရမှာပါ viral ကူးစက်ခံရတဲ့သူတွေဟာထိမရအောင်ကြမ်းတမ်းရန်ဆန်းလာခဲ့ကြပြီးတော့မကြခင်မှာပဲလေဆေးတစ်ခုလုံးဟာမီးဟုံးဟုံးတောက်လောင်နေခဲ့ပါတော့ရီနှစ်လကြာမှာတော့ viral ဟာကမ္ဘာနှံ့ကိုပြန့်နှံ့သွားပြီးတော့ကမ္ဘာကပ်ရောဂါကြီးဖြစ်ပေါ်လာခဲ့ပါတယ် လူရီဟာဖီရယ်လို့ခေါ်တဲ့ဖုတ်ကောင်ဆန်ဆန်တရွာရီဖြစ်ကိုပြောင်းလဲသွားကြပြီးတော့အယူမှုဒေါသထွက်နေတဲ့တိုင်းရင်တရိတ်ဆန်တွေလိုမျိုးဖြစ်နေကြပါပြီ။အစိုးရကတော့တီးတန့်ခွဲခြားဆောင်တွေတတ်မှတ်ဖို့ကြိုးစားပေမဲ့ပြည်သူများစုဟာဆန္ဒပြကြပြီးတော့ဖီရယ်ရီဟာလည်းလူသားရီပဲလို့ဆိုပြီးတော့ပြောဆိုကသူတို့ရဲ့ခွင့်ရေးအတွက်ကိုမှတိုက်ပွဲဝင်ခွဲကြပါပြီ။ဒီလိုနဲ့စစ်တပ်ဟာလည်းလမ်းပေါ်ထွက်ပြီးတော့အရဲသားတွေကိုအိမ်ပြန်ဖို့ကိုကြိုးစားပေမဲ့လို့အချင်းတွေတွေကတော့ပို့ပြီးတော့ဆိုရသွားစေခဲ့ပါပြီ။အဲဒီနောက်မှာတော့တနေ့ညနေခင်းမှာတော့ရုတ်တန့်လိုင်းအလုံးကအချက်ပြမှုပြတ်တောက်သွားခဲ့ပါပြီ။ ။အဘိကိနဲ့သူ့ရဲ့အကူဟာလည်းလေရင်မှုအဖြစ်သူတို့ရဲ့အဖေစီကနေဖုန်းခေါ်တာကိုကန်လိုက်ပါ යි ။အဖေဖြစ်သူကတော့သူ့မှာအလုပ်တွေအများကြီးရှိနေပြီးတော့လူတွေကိုကူညီနေရကြောင်းနဲ့သူတို့သားသမီးတွေဘာမှမဖြစ်ပါဘူးဆိုပြီးတော့ကလေးတွေကိုနှစ်သိမ့်နေခဲ့ပါ යි ။အဲ့ဒီအချိန်မှာပဲအပေါ်တက်ကနေစူညံတန်တစ်ခုကြားရတာကြောင့် အမေရိကန်တို့တာမီတွေကလည်းအိမ်ထဲကနေအမြန်ကိုမှပြေးထွက်ခဲ့ကြပါပြီ။ကားပေါ်တက်မဲ့လုံးမှာပဲဖီရီတကောင်ခုန်တက်သွားပြီးတော့အမေဖြစ်သူကိုတိုက်ခိုက်လာပြီးလဲချကာတပ်ပစ်ဖို့ကိုကြိုးစားပါပြီ။အဲ့ဒီအချိန်မှာဘေကင်းဟာလည်းကားအောက်မှာချက်ချင်းပုံအောင်လိုက်ရပြီးတော့သူ့ရဲ့ကိုကိုပါဖီရီကတိုက်ခိုက်နေတာကိုကြည့်နေခဲ့ပါပြီ။အနီးနားကရဲကားအော်အော်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့အဲ့ဒီဖီရီကထွက်ပြေးသွားခဲ့ပါပြီ။အရင်နောက်မှာတော့ဘေကင်းဟာလည်းသူ့ကိုနမဲခေါ်တန်ကိုကြားလိုက်ရပေမဲ့သူ့ရဲ့မိဟာဖီရီဖြစ်ကိုပြောင်းလဲသွားခဲ့ပြီးတော့သူ့ရဲ့ကိုကိုတပ်ပစ်လိုက်ပါတော့ရီ။အရင်နောက်မှာတော့ဘေကင်းကိုလိုက်တဲ့အခါဖီရီဖြစ်သွားပြီဖြစ်တဲ့သူ့ရဲ့ကို ကတန်ကြားပြီးတော့သူ့စီကိုလာခဲ့ပါရင်အဲဒီအချိန်မှာပဲ KCS ကအဘီကေးကိုကယ်ဆယ်လိုက်ပြီးတော့အဘီကေးကလည်းကျေးဇူးတင်လို့ဖတ်လိုက်ပါရင်သူ့ရဲ့ကိုကလည်း Fury ဖြစ်ကိုစတင်ပြောင်းလဲလာတာကြောင့် ကစီရက်ကလည်းအဖေကလေးကိုမျက်လုံးကိုမှိတ်ခိုင်းပြီးတော့သူ့ရဲ့ကိုကိုပါပြတ်တက်လိုက်ပါတော့ရင်အဲဒီနောက်မှာတော့ဆင်းနဲ့ကြာပြီးသွားတဲ့နောက်မှာကဘာကြီးဟာလည်းပျက်စီးယိုယွင်းနေတဲ့အခြေအနေကိုရရှိသွားခဲ့ပါပြီလူသားနှဲငယ်ပဲကျန်တော့ပြီးတော့တဘာဝတရားကလည်းမြို့ကြီးတွေကိုလွှမ်းခြုံထားနေခဲ့ပါပြီတောက်ထဲမှာတော့ဆယ်ကျော်တက်အရွယ်လေးရောက်ပြီးဖြစ်တဲ့အဖေကလေးနဲ့ကစီရက်တို့ဟာလည်းအမဲလိုက်နေခဲ့ကြပါပြီကစီရက်ဟာအဖေကလေးကိုကောင်းကောင်းလေ့ကျင့်ပေးထားတယ်ဆိုတာကိုသိတာပါပြီအဖေကတော့တမင်တကောင်ကိုတီးကြတဲ့ပြစ်ချက်နဲ့ကိုတတ်နိုင်ခဲ့ပေမဲ့ကစီရက်ကတော့အလင်းစလို့လှုပ်ပြီးတော့စိတ်မရှိတာကြောင့်စူနေပါသေးတယ် ညာရောက်တော့သူတို့နှစ်ယောက်စလုံးကလည်းစခန်းချပြီးတော့နာနေပါပြီ ကစီယက်ကတော့တက်ဆင်ထားတဲ့ထောင်ချောက်ကျိုးတွေအားလုံးမှန်ကန်ရလားဆိုတာကိုသိကြအောင်လို့လုပ်ပါရင်သူတို့အိပ်ပျော်နေပြီးတော့တိတ်မကြခင်မှာပဲထောင်ချောက်ကျိုးတခုကနေအတန်ထွက်လာတာကြောင့်ကစီယက်ကတော့လက်နိုလာခဲ့ပါရင်သူကတော့တဲပြင်းကိုထွက်ပြီးတော့စစ်ဆေးကြီးတဲ့ကျိုးမှာအမွေးနုလေးတွေကပ်နေတာကိုတွေ့လိုက်ရပါရင်အနီနာကဆူညံတန်တွေကိုကြားလိုက်ရတဲ့အခါမှာတော့သူကမြင်းတွေကိုအမြန်ထဲပြီးတော့တနက်ထုံလိုက်တဲ့အချိန်မှာပဲသူ့စီကိုပြေးလာနေတဲ့ဖီရီတကောင်ကိုတွေ့လိုက်ရတာကြောင့်ပြတ်တက်လိုက်ပါတော့ရင်အဲ့ဒီကောင်ကတော့ဖီရီအုပ်စုကြီးကနေလွတ်လိုက်တဲ့ရှေ့ပြေးဖြစ်နိုင်တဲ့အကြောင်းကက်စီယက်ကတော့ပီကေးကိုနှုတ်ပြီးတော့ထွက်သွားခဲ့ကြပါတော့ရင် ။နိုင်ရတီမှာကတော့သူတို့နှစ်ယောက်ကဆက်လက်ခရီးနှင်းနေကြပြီးတော့မြင်းတွေနားတဲ့အခါတိုင်းကက်စီယားကတော့ဘီကေးကိုဆက်ပြီးတော့လေ့ကျင့်ပေးနေခဲ့ပါပြီ။ဒီနေ့ညနေပိုင်းမှာတော့သူတို့ကားတစ်စီးတွေ့လို့ခဏရက်လိုက်ပြီးတော့တနက်တွေကိုအမြန်ကိုထွက်လို့လဲကြပါပြီ။ အဲဒီနောက်မှာတော့လူတယောက်ကဖေရဲတကောင်ကိုပြစ်တက်နေတာကိုမြင်ရပြီးတော့သူရဲ့နောက်ကနေနောက်ထပ်ဖေရဲတကောင်ကချင်းကပ်လာတာကိုလည်းတွေ့လည်ရပါပြီ။အဘိကေကတော့သူ့ကိုကူညီပေးမယ်လို့တိတ်မမြန်ပြစ်လိုက်တာကြောင့်ပဲဂျေဆန်ကဖေရဲကိုရောလူကိုပါထိမှန်သွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကာရဲကဖေရဲကထွက်လာခဲ့ပြီးတော့စားဝူးလုံးနေတာကြောင့်ကက်စီယက်ကလည်းအဲ့ဒီကောင်ကိုပြစ်ချလိုက်ပါပြီ။အဲဒီနောက်မှာတော့အဘိကေကလည်းကာရဲမှာပစ္စည်းတွေရှာဖွေနေပြီးတော့ကက်စီယက်ကတော့တည်သွားတဲ့လူကိုဓမားနဲ့ကိုအဆုံးတတ်လိုက်ကသူ့ရဲ့ဖက်နက်ကိုယူလိုက်ပါပြီ။အဲဒီချိန်မှာပဲကာရဲကရေဒီယိုကနေခုနှစ်ကရှော့သွားတဲ့ကားပေါင်းတဲ့သူကိုဆက်တွေ့ဖို့ကြိုးစားနေပြီးတော့အဘိကေ င်းကလည်းအဲ့ဒီ area မှာ ferial engine ရှိနေကြောင်း radio တဲကသူ့ကိုတတိပေးခြင်းပဲလို့ကစီရဲကတော့လစ်လို့ရှူထားဖို့ကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကားတွေကထက်ရောက်လာခဲ့ပြီးတော့အသက်ရှင်တန်သူအောက်ဆီတစုကသူတို့ကိုလက်နက်တွေနဲ့ဝိုင်းထားလိုက်ကြပါတော့တယ်။သူတို့ကရှောင်းနေတဲ့လူရဲ့အလောင်းကိုစစ်ဆေးကြည့်ပြီးသွားတဲ့အခါမှာလူကပဲရှိုက်ထားတာမှန်ကိုတိလိုက်ရတာကြောင့်ကစီရဲတို့ကလူရဲ့ချင်နေဆိုပြီးတော့ဒီလူကိုရှာလိုက်တာလို့ထင်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ခေါင်းဆောင်ကတော့သူတို့ကိုပြန်ရှာပစ်မယ်ဆိုပြီးတော့ချင်းချောက်လိုက်တဲ့အခါမှာပဲကစီရဲနဲ့ဘီကေတို့ကလည်းသူတို့အနီးဆုံးကလူနှစ်ယောက်ကိုအမှောက်တင်ပြီးတော့သူတို့ရဲ့လက်နက်တွေကိုလိုက်ယူလိုက်ကြပါတယ်။ နှစ်ဖက်စလုံးကတော့တနက်ချင်းချိန်ပြီးတော့အချင်းတွေတွေတင်းမာနေတဲ့အချိန်မှာပဲကိုဝင်ဆောင်မျိုးသမီးတအုပ်ဖြစ်တဲ့မိခင်ကကားရဲကနေကိုထွက်လာခဲ့ပြီးတော့အချင်းတွေကိုထိန်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမြင်းတွေကကြောက်လန့်နေကြအောင်အောင်မီးတန်တွေကထွက်ပေါ်လာခဲ့ပြီးတော့ဖီရယ်အုပ်ကြီးသူတို့ပတ်လည်ကိုရရှိလာခဲ့ပါတော့တယ်။လူတိုင်းချက်ချင်းကိုပြစ်ခတ်ကြပြီးတော့ဖီရယ်တွေကိုလည်းတက်တိုင်တလောက်တိုက်ခိုက်ကာဝဝိမနေဖို့ကိုကြိုးစားကြပါတယ်။ ဒါပေမဲ့လို့ဖီရရီကတော့အရန်ကိုမှမျာလွန်းတန်ကြောင်းအနီးကပ်ကိုရောက်လာခဲ့ကြပြီးတော့ကက်စီယက်နဲ့အဖေဂေရိုဟာဒါရီနဲ့ပါကိုလက်နက်ချင်းရှင်ပြီးတော့တိုက်ခိုက်ကြပါတော့ရီဒါပေမဲ့လို့ကျန်တဲ့အသက်ရှင်ကျန်ရစ်သူတွေကတော့တနက်ကိုပဲကောင်းကောင်းတုံးတက်ကြတာကြောင့်မကြာခင်မှာပဲဖီရရီကသူတို့ကိုတယောက်ပြီးတယောက်ကိုတက်ဖြတ်ပါတော့ရီအမျိုးသမီးတူကတော့မီပလင်ပုံအစင်သစ်ပြင်နေတော့မှဖီရရီကတော့တိုက်ခိုက်တာကြောင်းဘုံကကားပေါ်ကိုပြုတ်ကျပြီးတော့ပောက်ကွဲမှုလေးတစ်ခုဖြစ်ကကက်စီယက်နောက်ကိုလွင့်ထွက်သွားခဲ့ပါတော့ရီ ်အသက်ရှင်ကျန်ရစ်သူတယောက်ကတော့အကန့်ခံလိုက်ရတာကြောင့်သူ့ကိုယ်သူအဆုံးတတ်ဖို့ကြိုးစားပေမဲ့ကြီးစံကုန်နေတာကြောင့် free ရဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်အဖွဲတွေကခေါင်းဆောင်ဖြစ်သူကိုတော့ခန္ဓာကိုယ်ရဲ့ကြီးတဲ့က free ရကောင်ကတော့ဖန်ဆွဲခဲ့ပြီးတော့ဖြည်းဖြည်းချင်းထိုးနဲ့ရိုင်းနဲ့ကတက်ပစ်လိုက်ပါတယ် ်မေဂန်ရဲ့ခင်မုန်းဖြစ်သူဒေးဗစ်ကိုလည်းဖီရဲတကောင်ကလဲချပြီးတော့တိုက်ခိုက်ခဲ့ပေမဲ့သူကတော့ကန်ထုံနိုင်ခဲ့ပါပြီ။အဲဒီနောက်မှာတော့အပီကင်ကတော့မေဂန်တို့ဇနီးမောင်နှံကိုကားပေါ်ရအောင်လို့ကူညီပေးပြီးတော့ကက်စီယက်ကလည်းဖီရဲနေငယ်ကိုတက်ပြီးတော့သူတို့နဲ့တူတူကားပေါ်ကိုလိုက်ပါသွားခဲ့ပါတော့ရီ။ကားစားထွက်တော့ခေါင်းဝန်းပေါ်မှာဖီရဲတကောင်ကတွေ့ကက်ပါလာတာကြောင့်ကက်စီယက်ကတော့ကားကိုရုတ်တရက်ရက်လိုက်တာကြောင့်ဖီရဲကတော့ပြုတ်ချသွားပါပြီ။အပီကင်ကတော့အဲ့ဒီအခွင့်အရေးကိုယူပြီးတော့သူတို့ပစ္စည်းတွေကိုယူလိုက်ပြီးမှနောက်ဆုံးတော့ထွက်ပြေးလွတ်မြောက်ခဲ့ကြပါပြီ။ ခနာကိုကြီးတဲ့ဖီရယ်ကတော့သူ့ရဲ့အဖော်ဖီရယ်အသက်ခံလိုက်ရတာကိုတွေ့သွားခဲ့ပြီးတော့ဒေါသတကြီးအော်ဟစ်ကကြံ့နေခဲ့ပါတော့ရင်းကားနဲ့ထွက်ပြေးနိုင်ခဲ့ပေမဲ့အဘီဂယ်တို့ကကြီးစွန်နေများကြီးကိုရှောင်ရှောင်ခဲ့ရပါပြီ။မေဂန်ကတော့သူ့မြေပိနာကအခြေချနေထိုင်သူတွေစီကိုတွားနေတာဖြစ်ကြောင်းရှင်းပြပြီးတော့သူမရဲ့ကိုဝင်က35ပဲရှိနေပြီဆိုတဲ့အကြောင်းပါပြောပြပါပြီ။ဒါပေမဲ့လို့အဘီဂယ်နဲ့ကစီယက်တို့ကလည်းအခြေချနေထိုင်သူတွေရှာဖွေတာဟာအချို့မရှိဘူးလို့ထင်ပါပြီ။သူတို့အခြေချနေထိုင်သူတွေအများကြီးကိုတွေ့ပို့ပြီးတော့တရားမှားကိုကြကြအသက်မရှင်နိုင်ဘူးလို့လည်းပြောပါပြီ။အဲဒီနောက်မှာတော့ရုတ်တရက်ကားရက်သွားခဲ့ပြီးတော့အင်ဂျင်နှိုးမရတော့တာကိုတွေ့လိုက်ရတာကြောင့် လမ်းလျှောက်ဆက်သွားဖို့မှတပါတခြားရွေးဆယ်စရာမရှိတော့ပါဘူးခဏကြာမှတော့အဖွဲကလည်းစွန့်ပြစ်ထားတဲ့မျိုးငယ်လေးတစ်ခုကိုရရှိလာပြီးတော့အဲ့ဒီမှာတညာအေဖို့တပေါ်တူလိုက်ကြပါပြီဖီရီရီရှိမရှိကိုတေချာစစ်ဖို့အစားအသောက်တစ်ခုကိုရှာဖွေပြီးတော့စကန်ကြကြပါပြီ မေဂန်ကတော့သူ့ရဲ့အစားအစာတွေကိုအပေကေတို့ကိုခွဲဝေပေးပေးမယ်လို့ကက်စီယန်နဲ့အပေကေတို့ကတော့ကူဆက်မှုမဖြစ်စေဖို့သူတို့မေးလိုက်ရတာကိုပဲစာကြပါရင်မေဂန်တို့စနေမောင်နဲ့ကတော့သူတို့ဟာခြေချနေထိုင်သူတွေနဲ့ရေဒီယိုကနေတစင်ပြောဆိုထားပြီးတော့သူတို့မှာလုံလောက်တဲ့ရိတ်ခါတွေနဲ့ဆရာဝန်တွေရှိကြောင်းတည်ထားရတယ်လို့လည်းရှင်းပြပါတယ်။အဲ့ဒီကိုရောက်ဖို့ကတော့တပတ်ကြာခီးဖြစ်ပြီးတော့အနေရများတယ်လို့လည်းပြောပါတယ်။အပေကေကလည်းသူနဲ့ကက်စီယန်တို့ဟာလည်းအနောက်ဘက်ကန်ယူရန်ကိုသွားပြီးတော့လှိနဲ့ကျွန်းနေစီကိုထွက်ပြေးဖို့စူးစမ်းနေကြတာလို့သူတို့ကိစ္စကိုသူတို့ပြောပါတယ်။ ကစီရကတော့ပြင်မာထောင်ချောင်ဂျိုးတွေကိုထောင်ပြီးသွားတဲ့နောက်မှာတော့မြေပုံကိုထုတ်ပြီးတော့အခြေချနေထိုင်သူတွေစီကိုဘယ်လဲကြောင့်ကိုတွားရမလဲဆိုတာကိုမေဂန်တို့ဇနီးမောင်နှံကိုပြောပြပါရင်ဒါပေမဲ့သူကဖီရရီရဲ့အန်နီရဲ့ရှိတာကြောင့်သူတို့နဲ့တူတူလိုက်ဖို့ကိုညှဉ်းဆန်းခဲ့ပါပြီ။အဖေကေကတော့ကစီရကိုတီးတဲ့စကားပြောပြီးတော့မေဂန်တို့ကိုကူညီတဲ့ကြောင့်ဒီအခြေချနေထိုင်သူတွေကတော့တခုခုကွဲပြားနေနိုင်ကြောင်းကိုအပြင်းထန်ကိုပြောပါရင်ညှဉ်းခုမှုဖြစ်သွားခဲ့ပေမဲ့လို့ကစီရကတော့ကူညီဖို့ဆက်လက်ညှဉ်းဆန်းနေခဲ့ပါပြီ။တစ်ဖက်မှာတော့တကောင်ရဲ့အချိန်မှာဖီရရအုပ်စုကြီးဟာပြင်နေတဲ့ကားကိုရှာတွေ့ပြီးတော့မျိုးစီကိုတွားတဲ့လမ်းတန်းကိုမှလိုက်လာခဲ့ပါပြီ။ဒီတော့တွင်းမှာတော့ယောက်ျားလေးတွေဟာ ိတ်မပြောကြတာကြောင့်ကက်စီယက်ကဒေးဗစ်ကိုတူတာအကိုက်ခံရရင်တော့တုံးဖို့အတွက်သူ့ရဲ့အိတ်ကက်ထဲမှာကြီးစံတဲ့တောင်အမြဲကိုမှစောင့်ထားကြောင်းပြောပြနေခဲ့ပါတယ်။ဒေးဗစ်မှာတော့ဆက်လက်တလဲရဲခောက်ထားတဲ့ချက်ချင်းဝတ်တံရရဲ့ပဲရှိတယ်လို့ပြန်ပြောပါတယ်။ လူမျိုးနဲ့သူတို့ဟာခဏတာစကားပြောရင်းနဲ့ရင်းနှီးသွားကြတာကြောင့်ကစီရက်ကတော့သူတို့ကိုခြေချနေထိုင်သူတွေစီကိုရောက်အောင်လို့ကူညီဖို့သဘောတူလိုက်ပါရင်နောက်နေ့မနေ့မှတော့ BK ဟာစုညံညံတစ်ခုကိုကြာပြီးတော့စစ်ဆေးဖို့အောက်ထပ်ကိုဆင်းသွားခဲ့ပါရင်ဖီယက်တကောင်ကတော့ရုတ်တရက်သူ့ကိုတိုက်ခတ်ပြီးတော့တနေ့ပြုတ်ကျသွားပေမဲ့ BK ကတော့သူ့ဓမားနဲ့ကိုအမျက်ကိုခုန်နိုင်ခဲ့ပါရင်ဒုတိယဖီယက်တကောင်ကတော့လှေကားအတိုင်းကိုသူ့ကိုလိုက်လာတာကြောင့် BK ကလည်းကွဲနေတဲ့ပြင်ပောက်ကိုအုံပြုပြီးတော့အဲ့ဒီတရွာကိုအစာအုပ်ပြင်ပောက်ကိုပြစ်ထုတ်လိုက်ပါရင်သူကလည်းပြုတ်ကျလို့နေပါဖြစ်သွားပေမဲ့လို့ကစီရက်ကတော့အချိန်မီကိုဖန်ထင်းလိုက်ပါရင်ဖီယက်အုပ်ကြီးကလည်းအစာအုပ်ကိုရောက်တဲ့အချိန်မှာတော့သူတို့ ဖွဲ့ကလည်းထပ်သွားနှင့်ပြီးလည်းဖြစ်ပါရင်ဖီရတကောင်ကတော့ထောင်ချောက်ဂျိုးကိုနှိမ့်ပြီးတော့ပောက်ကွဲမှုလေးတစ်ခုဖြစ်ကရှော့သွားခဲ့ပါရင်အချိန်နဲ့ငယ်ကြာသွားပြီးတဲ့နောက်မှာတော့ BK ကလည်းသူတို့ရောက်နေတဲ့နေရာကိုမှတ်မိသွားခဲ့ပြီးတော့အနီးနားမှာသူ့ရဲ့ဖေရဲ့လေးရငယ်ရှိတဲ့လေးဆေးရှိချောင်းကိုမှတ်မိသွားခဲ့ပါရင်ကက်စီယာကတော့အနေနဲ့များလို့တတိပေးပေးမယ်လို့ကျန်တဲ့သူတွေလေးဆေးကိုသွားပို့ဆောင်ပြလိုက်ကြပါရင်လေးဆေးရောက်တော့လေးရင်မတွေ့ပဲနဲ့သူ့ဖေရဲ့လေးရင်ယုံကိုရှာတွေ့ပြီးတော့အထက်မှာလေးရင်တစ်စီးရှိနေတာကိုတွေ့လိုက်ရပါရင်အဲဒီနောက်ဒေးဗစ်ကလေရင်ကိုပြင်နေတော့ဖီရယ်အိုဂျီကလည်းရောက်လာတာကြောင့်ပြင်မပြေးခင်မှာပဲအားလုံးလေရင်ပေါ်ကိုပြစ်တက်ကြရပါပြီ။ ကက်စီယက်ကတော့ဖီရယ်ရီကို ပြစ်ခတ်ကာအချင်းတွေကိုဆွဲပေးနေခဲ့ပြီးတော့ဒေဗစ်ကတော့ပန်ကာကိုလှည့်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့အပီကေးကလည်းလေရင်ကိုမောင်းပေးမယ်အတွေ့အကြုံနဲ့တာကြောင့်တိတ်ပြီးတော့အဆင်မပြေပါဘူး။အဲဒီအချိန်မှာပဲအရှင်နှင်းနေတော့မှာဖီရယ်တကောင်ကလေရင်ပေါ်ကိုတက်လာတာကြောင့်ကက်စီယက်ကတော့ပြစ်ချလိုက်ပါတယ်။ နောက်ဆုံးလေးရင်တက်နိုင်ခဲ့ပြီမယ်လို့ခဏလောက်ကိုပြန်တန်းပြီးသွားတာနဲ့မထိန်နိုင်တော့ပဲနဲ့ပြန်ပြီးတော့ပြက်ကျသွားခဲ့ရပါတယ်။ဒါပေမဲ့တစ်ပင်နဲ့ညှိပြီးတော့ကြာသွားတဲ့ဖြေကောင်မှဘိန်းနဲ့ကြာသွားတာကြောင့်သူတို့ကလည်းဒဏ်ရာလောက်ပဲရပြီးတော့အသက်ရှင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အနီးနားမှာမရက်ထားပူရာယုံတစ်ခုကရှိနေတာကြောင့်ပူရာယုံထဲမှာဖီရီမရှိကြောင်းတေချောင်းအလုစစ်စီလိုက်ကြပါတယ်။ပြီးတော့အဲဒီမှာအနားယူဖို့ဆုံးဖြတ်ကြပါတယ်။အဲဒီနောက်မှာတော့ကစီရက်ကတော့မြေပေါ်ကိုဖြွင့်ကြည့်တဲ့အခါမှာအခြေချနေထိုင်သူတွေစီကိုရောက်ဖို့နှစ်ရက်ကြာမယ်ဆိုတော့ကိုတွေးလိုက်ရပြီးတော့ ောက်နေ့မနေ့အစောကြီးမှာထွက်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြပါပြီ။အဲ့ဒီအချိန်မှာပဲသူတို့စီမှာကြီးစံတွေကတင်မကြံတော့ပါဘူး။မေဂန်နဲ့ကက်စီယက်တို့ဟာအစားအစာတွေကိုဝင်းမြစားတော့ကြပြီးတော့ကက်စီယက်ကသူ့ကိုသူ့ရဲ့စနေနဲ့တူချောင်းကိုပြောလာခဲ့ပါပြီ။ တကယ်တော့ကက်စီယက်ဟာလည်းသူစနီးရဲ့ကူးစက်ခံရတဲ့မိသားစုကိုတတ်ခဲ့ရကြောင်းနဲ့နောက်ပိုင်းမှာသူ့ရဲ့စနီးကမခံစားနိုင်ဖြစ်ပြီးတော့သူ့ကိုယ်သူအဆုံးသတ်သွားကြောင်းစတာရီကိုယင်ဖွင့်ခဲ့ပြီးတော့ပြောပြလာခဲ့ပါပြီ။ဒါပြင်ကမှကက်စီယက်ဟာလည်းသူ့ရဲ့စာတီးမျိုးမှာအကဲခံရတဲ့ကလေးတယောက်အကြောင်းကိုပြောပြခဲ့ပြီးတော့အဲ့ဒီကလေးရဲ့တန်ရာကသွေးလွှတ်ကြောကိုမထိမိတာကြောင့်လုံအောင်ကိုမှပြောင်းလဲသွားဖို့နှစ်ရက်လောက်ကိုကြာခဲ့တယ်ဆိုပြီးတော့ပြောပြပါပြီ။ ဒီတော့တွင်မှာတော့ဒေးဗစ်ကသူ့ရဲ့ခြေချင်းဝက်ကိုဆစ်ဆဲဖို့လူမြင်ကွင်းကနေကွဲရနေရတဲ့ခုစီကိုမှရှာလိုက်ပြီးတော့ကြည်လိုက်ပါရင်ဒီခါမှာတော့သူ့ရဲ့ခြေချင်းဝက်ကရိုးရိုးခောက်တာမဟုတ်ဘူးဆိုတာပေါ်လာခဲ့ပါရင်တကယ်တော့တန်ရာကအကိုက်ခံရတဲ့တန်ရာဖြစ်ပြီးတော့ဒေးဗစ်ကသူ့ကိုယ်သူအဆုံးတက်တင်ပြီးဆိုပြီးတော့ဆုံးဖြတ်လိုက်ပါရင်ဒါနဲ့တနက်ကိုမျှောက်လိုက်ပြီမယ်လို့မလုံနိုင်ခဲ့ပါဘူး။နောက်နေ့မှာတော့အဖွဲ့ကဆက်လက်ခရီးဆက်ကြပါရင်ပြင်းထန်တဲ့နေရာအောက်မှာလမ်းလျှောက်နေရင်လည်းဒေးဗစ်ကနေမကောင်းတယ်လို့ခံစားလာရပြီးတော့ကစီရက်ကလည်းသူ့ရဲ့ခြေထောက်မှာတွေးဆုံနေတာကိုသတိထားမိနေခဲ့ပါရင် အမျိုးသမီးတွေဝဝရောက်တဲ့ထိကိုစောက်ပြီးမှဒေးဗစ်ကိုတစ်ပင်တပင်နဲ့ကိုဖိကက်ကသူ့ရဲ့တန်တရားကမှန်ကန်ကြောင်းကိုတေချာစေဖို့ချစ်ချင်းဝတ်ကိုကြည်လိုက်ပါတယ်။တည်သွားတဲ့ခါမှာကတော့ကက်စီယက်ကတော့ဒေးဗစ်ကိုသူ့ကိုယ်တိုင်အဖွဲ့ကိုပြပြဖို့ကိုရွေးချယ်ပေးလိုက်ပါတယ်။ဒါပေမဲ့လို့မပြောရင်တော့သူ့ကိုပြစ်တတ်မယ်ဆိုပြီးတော့လည်းပြောပါတယ်။ညနေပိုင်းမှာတော့အဖွဲ့ကမီလင်းနေတဲ့အိမ်တလုံးကိုတွေ့ကြရပါတယ်။ သူတို့အနေကရောက်သွားတဲ့ခါမှာတော့အတန်တကူကသူတို့ဘာလို့ကျင်လဲဆိုပြီးတော့မေးလာပါတယ်။ကစီယာကတော့တိတ်အနေရများတယ်လို့ထင်ပေမဲ့လို့အပေကေကတော့အင်ကိုချင်းကပ်ပြီးတော့သူတို့ကိုညီလို့ကြောင်းဘာအနေမှမပြုတ်ကြောင်းချိန်ဆိုပြီးတော့ကိုဝင်ဆောင်မျိုးသမီးပါချောင်းကိုပြောလိုက်ပါတယ်။ နော်တန်းဆိုတဲ့သူကတော့တကားလာဖွင့်ပြီးတော့ပြင်ပမှာလက်နက်တွေအားလုံးထားခဲ့ဖို့ပြောကတနက်နေ့ကိုချိန်ထားပါပြီ။ပြီးတော့သူတို့ကိုအထဲဝင်ဖို့ဖိတ်ခေါ်ပြီးတော့အရန်ကမှချုပ်တာဖော်ရတဲ့သဘောထားကိုပြသနေခဲ့ပါပြီ။ကစီယာကတော့အိမ်မှာလျှက်စစ်မီးတွေရနေတာကိုမြင်ပြီးတော့ပါလို့လဲဆိုပြီးတော့မီးတဲ့အခါမှာနော်တန်းကတော့အင်ဂျင်နီယာဖြစ်တာကြောင့်လျှက်စစ်နဲ့ရင်နွေးရနိုင်တဲ့ကရိယာတချို့တိစောက်ထားကြောင်းကိုရှင်းပြပါပြီ။သူမှဇနီးတူရှိကြောင်းကိုပြောပြမိမယ်။မေဂန်ကတော့သူ့ရဲ့ဇနီးမမလဲဆိုပြီးတော့မေးတဲ့အခါမှာမတိကျအောင်ဆောင်ပြီးတော့စကားလက်ချောင်းထွေးလိုက်ပါပြီ။ အဲ့နော်တန်ကတော့သူ့ရဲ့ပါမုံနဲ့ဟင်းသီးဟင်းရက်တွေကိုသူတို့နဲ့ဝင်မြစားတောက်ခဲ့ပြီးတော့အပေကေကတော့ရေချိုးနေရလို့ပြောရှင်နေခဲ့ပါပြီ။ကက်စီယက်ကတော့သူ့ရဲ့လက်တော့ကိုအားသွင်းလို့ရသွားလို့ဓပုံဟာနေကိုကြည့်ရှုနိုင်ခဲ့ပါပြီ။ဒါပေမဲ့လို့ကက်ယောကမဖြစ်ခင်ကသူ့ရဲ့ကိုဝင်တဲ့ဇနီးနဲ့ကိုအတူဓပုံတွေ့ရထားတဲ့ပုံကိုတွေ့ခဲ့ရပါပြီ။အဲ့နောက်မှာတော့မေဂန်နဲ့စကားပြောတဲ့ခါမှာပဲမေဂန်ကဒီရင်ကိုရောက်လာပြီးကလေးကဘိုက်ထဲကကလေးရဲ့လှုပ်ရှားမှုကမရှိတော့တာကြောင့်ချက်ရုံနေချောင်းကိုပြောလာပါပြီ။သူမကတော့ကက်စီယက်ကိုသူမတခုခုဖြစ်လာခဲ့ရင်သူမရဲ့ကလေးကိုကောက်ွယ်ပေးပါလို့ခရီးပေးတောင်းဆိုခဲ့ပါပြီ။အဲ့နောက်မှာတော့နော်တန်ကတော့အားလုံးနဲ့ကိုတောက်ကြပြီးတော့ ူဒီမာနေတာက2.20ရှိပြီဖြစ်ကြောင်းဒါပေမဲ့လို့သူ့ရဲ့စနေကတော့အနားမှာမရှိတော့ကြောင်းကိုရှင်းပြခဲ့ပါတယ်။သူကတော့ခြေကျနေထိုင်သူတွေအကြောင်းရေဒီယိုကနေကြားပို့ပေးမယ်လို့တယောက်တည်းနေရတာကိုသဘောကျတာကြောင်းမပူပေါင်းကျင်ဘူးဆိုပြီးတော့ပြောပါတယ်။ပြီးတော့နော်တန်ကတော့လူတွေဟာအရင်ခေတ်အတိုင်းပြန်သွားဖို့အရန်ကိုမှဆွဲလန်းနေကြတာကိုလည်းပြောဆိုပြီးတော့လူသားတွေဟာကဘာကြီးနဲ့သူတို့ရဲ့ကျင်းဝတ်တွေကိုဖျက်ဆီးခဲ့တာကြောင်းကယောဂါဇိုးကြီးတွေကိုခံထိုင်ကြောင်းကိုလည်းပောက်ကွဲစာကိုပြောဆိုနေခဲ့ပါတယ်။သူကတော့ virus ကိုစင်ကဲပြောင်းလဲမှုနဲ့ပါနှိုင်းရှင်ပြပြီးတော့တာမန်လူတွေနဲ့ပဲအသက်ရှင်ကျန်ရစ်ခဲ့ကြောင်းကိုပြောပြပါတယ်။အဲ့နောက်မှာတော့ကစီယာကတော့စပွဲပေါ်မှာထူးဆန်းတဲ့ဒါတစ်ချောင်း ်ကိုသတိထားမိပေမဲ့လို့နောက်တန်းကားရန်ရှူသွားလိုက်ပါရင်အချိန်နဲ့မျှပုံမှုပြီးတော့နေမကောင်းလာတဲ့ဒေးဗစ်ကရေချိုးကန်းကိုမမြန်ကိုပြေးသွားခဲ့ပြီးတော့ကူးဆက်မှုပြန့်နှံ့လာတာကိုလည်းသတိထားမိသွားခဲ့ပါရင်အန်နော်ကတော့သူထွက်သွားတဲ့အခါမှာသူ့ရဲ့တငယ်ချင်းတွေကမိမျောနေတာကိုတွေ့လိုက်ရပါရင်ဘာဖြစ်လို့လဲဆိုရင်တော့နော်တန်ကတော့အချွေတွေကိုစီးခတ်ထားတာကြောင့်လည်းဖြစ်ပါရင်အဲ့ဒီအချိန်မှာနော်တန်ကတခွဲကန်းဝစ်ဆုံကိုဝတ်ထားခဲ့ပြီးတော့ထူးဆန်းတဲ့ဆက်တစ်ခုကိုကင်ထားပါရင်သူကတော့ဒေးဗစ်ကူးဆက်ခံထားရမှန်ကိုသိနေခဲ့ပြီးတော့အဲ့ဒီဆက်ကိုလည်းဖွင့်လိုက်ပါရင်အဲ့ဒီဆက်ကတော့ထွက်လာတဲ့အတန်ကြောင့်ဒေးဗစ်ဟာလည်းနာကျင်စာကိုလဲချတော့ခဲ့ရပါရင် ော်ဒန်ကတော့အဲ့ဒီဆက်ဟာအကန့်ခံရသူတွေကိုပဲတက်ရောက်မှုရှိတဲ့ဆက်ဖြစ်ကြောင်းကိုရှင်းပြပြီးတော့ဒေးဗစ်ကလည်းသတိလစ်သွားခဲ့ရပါတော့ရီဒီတော့တွင်းမှာတော့ဖီရယ်အိုဂျီကလည်းမိရထားပူရာယောကိုရှာတွေ့ပြီးတော့ဆက်လက်ရှာဖွေနေခဲ့ပါပြီခဏကြာမှာတော့ဒေးဗစ်ကလည်းပြန်လည်သတိရလာခဲ့ပြီးတော့သူတို့ဖွဲ့တစ်ဖွဲ့လုံးကမိရောက်ခန်းထဲမှာချုံနောက်ခံရရတာကိုတွေ့လိုက်ရပါတော့ရီနော်ဒန်ကတော့အဲ့ဒီမှာစမ်းသပ်မှုအတွက်ကိုမှတ်တမ်းမှတ်ရာတွေရှုနေခဲ့ပြီးတော့သူ့ရဲ့ကူးဆက်ခံရရတဲ့စနီးကိုလောင်အိမ်ထဲမှာတောက်ခတ်ထားတာကိုတွေ့ရမှလည်းဖြစ်ပါပြီ အဲဒီနောက်မှာတော့သူကသူ့ရဲ့စနေကိုထုတ်ပေးလိုက်ပြီးတော့သူ့ရဲ့ဆက်နဲ့ကိုထိန်းချုပ်ကာအဘိဂေရဲ့အဖွဲကိုပါတိုက်ခိုက်စေပါရီကစီယန်နဲ့အဘိဂေတို့ကလည်းသူတို့ဝေဝေးမှနေအောင်လို့အနေငယ်ကိုကန့်လိုက်ကြကြောင်းနော်ဒန်ရဲ့စနေကတော့ဒေးဗစ်စီကိုတွားခဲ့ပါတော့ရီဒေးဗစ်ကတော့ဂျိုးရီကိုဖျက်ပြီးတော့ပြန်လဲခုခံနိုင်ခဲ့ပါရီသူတို့ခဏလေးပဲရုန်းကန်နေပြီးတော့ဒေးဗစ်ကသူ့ကိုအနိုင်ယူလိုက်တာကြောင်းနော်ဒန်ကတော့သူ့ရဲ့ဆက်ကိုအသုံးပြုပြီးတော့ဒေးဗစ်တခြားလူတွေကိုမကယ်နိုင်အောင်လို့တားဆီးရပါတော့ရီဒါပေမဲ့လို့ဒေးဗစ်ဟာလုံဝကိုမှမပြောင်းလဲသေးတာကြောင်းနာကျင်မှုကိုကြော်ဖျက်ပြီးတော့ကြံခဲ့တဲ့ဂျိုးရီကိုပါဖျက်နိုင်ခဲ့ပါရီကစီယန်ကတော့တနက်တလက်ကိုရှာတွေ့ပြီးတော့နော်ဒန်ကိုပြစ်ဖို့ စ်စူးစမ်းပါရီနောက်တန်းကတော့ချက်ချင်းထွက်ပြေးရပါတော့ရီ အဖွဲကတော့ပေါ်တက်ကိုအမြန်ကိုပြေးတက်ပြီးတော့တကားကိုတောက်ခတ်လိုက်တာကြောင့်နော်တန်ကတော့ပစိမ့်နဲ့ကိုထူပါရီအဘီကေကတော့နော်တန်ရဲ့ကားတော့ကိုခိုးယူလိုက်ပြီးတော့ကက်စီယက်ကတော့သူ့တို့ပစ္စည်းတွေကိုပြန်ယူကာဒေးဗစ်ကိုလက်သီးနဲ့ကိုထိုးလိုက်ပါရီသူကတော့ဒေးဗစ်ကိုခိုးချက်ချင်းပြစ်တက်ချက်ပဲပဲလို့အဘီကေတို့ကတော့အချိန်တစ်ခုထိကိုစောင့်ဝေးဖို့ကိုတာဆိုခဲ့ပါရီအဲဒီနောက်မှာတော့ကားစီကိုတောင်းနေတော့မှာပဲမေကန်ကသူ့ရင်မှာပေါက်သွားပြီးဆိုတာကိုသိလိုက်ရပါရီအဲဒီအချိန်မှာပဲနော်တန်ကသူ့ရဲ့စနေဖီရယ်ကသူ့ကိုအော်နေတာကိုကြည့်ရင်လည်းအဘီကေတို့အဖွဲကားမောင်းထွက်သွားတာကိုကြည့်နေကြရပါရီကားကတော့တောအုပ်ထဲကိုရောက်သွားတဲ့အခါမှာဖီရယ်အုပ်ကြီးကလည်းသူတို့ကိုနောက်ကနေကို လိုက်လာခဲ့ပါပြီ။ဒါပေမဲ့လို့ဖေကေရိုကတော့အဝေးမှာမီးရောက်နေကိုမြင်နေရတာကြောင့်အခြေချနေထိုင်သူတွေကိုရှာတွေ့ပြီးဆိုတာကိုသိလိုက်ရပါပြီ။သူတို့ကတက်နိုင်တဲ့များမြ мян မောင်မှုကိုစူးစမ်းပေမဲ့ကံမကောင်းစွာနဲ့ပဲလမ်းမှာတစ်ပင်လဲနေတာကြောင့်လမ်းလျှောက်ပြီးတော့ဆက်သွားခဲ့ရပါပြီ။ အဲ့ဒီနောက်မှာတော့ဖီရယ်အုတ်ကလည်းပုံနီးလာပြီးတော့ဒေးဗစ်ကတော့ကြေဆန်းကုန်သွားခဲ့ရပါပြီ။ဒေးဗစ်ဟာသူပြောင်းလဲတော့မှမို့လို့ကြံခဲ့တဲ့သူတွေထွက်ပြေးနိုင်အောင်လို့အချိန်ဆွဲပေးမယ်လို့ပြောပြီးတော့မေဂန်နဲ့ဆင်မကောင်းစွာပဲနှုတ်ဆက်ကကက်စီယက်ဘေးရဲ့ကြေဆန်းကိုယူထားလိုက်ပါပြီ။ပြီးသွားတာနဲ့ဒေးဗစ်တယောက်ကလည်းဖီရယ်ရီနဲ့ကိုလက်တီးချင်းရှင်နဲ့တိုက်ခိုက်ရင်းနဲ့နောက်ဆုံးရှစ်တစ်ခေါက်ကခန္ဓာကိုယ်ကြီးတဲ့ဖီရယ်တယောက်ကလေဘင်းချိုးခံရပြီးတော့ရှော့သွားခဲ့ရပါပြီ။ ဂျန်နီဖီရကတော့လိုက်လာတာကြောင့်ဘေဂေးကလည်းကက်စီယန်နဲ့မေဂန်ကိုကာကွယ်ရင်းနဲ့ပြစ်ခတ်နေပြီးတော့အကူအညီအော်ဟစ်တောင်းနေခဲ့ပါ යි ။အဲဒီအကူအညီတောင်းတဲ့နေကိုလည်းခြေချနေထိုင်သူတွေရဲ့ဂိတ်ကအဆောင်တွေကကြာပြီးတော့လိုက်လာတဲ့ဖီရကအားလုံးကိုတက်ပြစ်လိုက်တာကြောင့်ဂျန်နီဖီရအိုကြီးကလည်းပြန်ပြီးတော့ဆုတ်ခွာသွားခဲ့ရပါ යි ။ဒါလို့နဲ့သူတို့ကလည်းခြေချနေထိုင်သူတွေတဲကိုရောက်လာခဲ့ကြပြီးတော့မေဂန်ကိုစေးရုံကိုအမြန်ပို့လိုက်ကြပါ යි ။နောက်နေ့မနေ့မှာတော့ကက်စီယန်ကလည်းအဲဒီကလူတွေကိုမယုံတင်တာဖြစ်ပြီးတော့ထွက်သွားချက်ပဲမဲ့အဘေဂေးကတော့ပြေးရတာကညင်းခွင့်နေပြီလည်းဖြစ်ပါ යි ။အဲဒီနောက်မှာတော့ကက်စီယန်ကတော့တာဖွားဆီယာမာနဲ့စကားပြောက မေဂန်ဟာနိုင်ပိုင်မဲ့အသက်ရှင်တော့မယ်ဖြစ်ကြောင်းကိုမွေးလိုက်တဲ့ကလေးကတော့မင်းကလေးဖြစ်ပြီးတော့ဟော့ပလုတ်နာမည်ပေးထားကြောင်းကိုလည်းတီးကြရပါသည် ဒီလိုနဲ့ကိုကစီရဟာလည်းမေဂန်ကိုသွားတိုက်ခဲ့ပြီးတော့ကလေးကိုကာကွယ်ပေးဖို့ခတိပေးပြီးတော့မိသားစုလဲဆွဲကိုပေးခဲ့ပါတယ်။ဒီလိုနဲ့မကြခင်မှာပဲမေဂန်ဟာဆုံးပါသွားခဲ့ရပါတယ်။ဒီတော့တွင်တစ်ဖက်မှာတော့နော်ဒန်ကတော့တောအုပ်ကိုရရှိလာခဲ့ပြီးတော့အလောင်းနဲ့အားလုံးကိုတွေ့သွားခဲ့ရပါတယ်။ခလဲပဲကြည့်ရှုရင်နဲ့ပဲသူဟာအခြေချနေထိုင်တဲ့လူတွေကိုပါမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဖီရယ်အုပ်ကလည်းသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူကတော့သူ့ရဲ့ဆက်နဲ့ကိုချက်ချင်းကိုထိန်းချုပ်ပြီးတော့လက်စားချေဖို့အချင်းရောက်ပြီးဆိုပြီးတော့ကြီးညာလိုက်ပါတော့ရင်အထဲမှာတော့ကက်စီယက်ကဟုတ်လေးကိုပြုစုနေခဲ့ပြီးတော့နောက်ဘာလို့ရမလဲဆိုတာကိုစဉ်းစားနေပါတယ်။အဘေကေကတော့ဒေတာခံဆက်ကြော ော့တက်လီရီနယ်ကိုရင်းနှီးသွားခဲ့ပြီးတော့ညနေပိုင်းပျော်ပွဲလေးတစ်ခုမှပါဝင်နေခဲ့ပါပြီ။အရက်တွေဝိုင်းဖွဲ့စားတောင်းနေကြပြီးတော့အဆောင်နှစ်ယောက်ကအိပ်ပျော်သွားတာကြောင့်စစ်ကြောတဲ့ချို့ကလည်းဥမေတကူရဲကိုခိုးဝင်ခဲ့ကြပါပြီ။အဘီဂေရိုကတော့သူတို့နောက်ကိုလိုက်သွားရင်းကနေပဲထူးဆန်းတဲ့ဝေထင်ခလုတ်တစ်ခုကိုတွေ့လိုက်ရပါပြီ။သူအရာကိုထီတော့မဲ့အချိန်မှာပဲရိုဒရစ်ကသူ့ကိုတားလိုက်ပါပြီ။ သူကဒီခလုတ်ဟာမြေရောက်လှမျိုးတစ်ခုလုံးကိုထောက်ပေးထားတဲ့မိုင်းတွေကိုထိန်းချုပ်ထားတာဖြစ်ပြီးတော့ဖီရယ်ကတော့ကြိုးကြော်ဝင်ရောက်လာသူတွေဟာဒီခလုတ်ကအဲ့ဒီနေရာကိုပောက်ကွဲစီမှာဖြစ်ကြောင်းကိုရှင်းပြပါရင်အဲ့ဒီလူမျိုးပောက်ကွဲတဲ့အခါမှာသူတို့ကတော့မြေပေါ်မှာလှုပ်ဝဲပောက်ကိုအတုံးပြုတ်ပြီးတော့ဆွပစ်ထားတဲ့ဆဲတစ်ခုစီကိုတွားရောက်ကဒီပောက်ကွဲမှုကနေပြီးတော့ပြေးမှာဖြစ်ကြောင်းသူတို့အခြေချနေထိုင်သူတွေကြိုတင်ကောက်ွယ်ထားတဲ့အရာတစ်ခုကိုပြပြလိုက်ပါရင်နောက်နေ့မနေ့မှာတော့နော်တန်ကတော့လေပေါ်ကနေကိုအဆောင်ကိုလှည့်စားပြီးတော့အခြေချနေထိုင်သူတွေရဲ့နေရာတွေကိုဖီရယ်တကောင်ကိုလှုပ်လိုက်ကတခြားသောအဆောင်တွေကိုပါတက်ပြစ်လိုက်ပါရင် ပြီးတော့အုတ်လက်ကြီးတိုက်ခိုက်ဖို့ကိုစစ်လို့လိုက်ပါရင်အိမ်နောက်မှာတော့အဲ့ဒီနေရာတစ်ခုလုံးကလည်းရှုပ်ထွေးနေပြီးတော့လူတွေတိုက်ခိုက်ကရှော့ကွန်ကြပါတော့ရီအဘီကေကတော့ရိုတွေကိုကယ်ပြီးတော့ဆယ်ကျော်တဲ့အဖွဲ့ကိုလည်းတာဝန်တွေကိုခွဲပေးပါရီလက်နေရှိတဲ့သူတွေကနေရာယူပြီးတော့ပြစ်ဖို့ရိုတွေကလူတွေကိုဆယ်စီလှုပ်ပေးဖို့ကိုမှအဘီကေကကက်စီယက်ကိုရှာဖို့ဆိုပြီးတော့တိတိခွဲဝေပြီးတော့တာဝန်ပေးလိုက်ကြပါရီတဖက်မှာတော့ကက်စီယက်ကလည်းဟော့ပလေးကိုဆီယာမလက်ကိုအပ်ပြီးတော့အဘီကေကိုလည်းလိုက်ရှာပါတော့ရီ ။နောက်နေ့မှာတော့ PK နဲ့ KC ရဲ့တို့ကလည်းပြန်ဆောင်ခဲ့ပြီးတော့လက်နက်တွေနဲ့ရောလက်ချင်းရှင်ပြီးတော့ကိုတိုက်ခိုက်ကြပါပြီ။သူတို့ဘက်တစ်ခုကိုမြင်လိုက်ရတဲ့အခါမှာထွက်ပြေးနေတဲ့အဖွဲ့နဲ့ကိုပူးပေါင်းဖို့ကြိုးစားကြပေမဲ့ KC ရဲ့ကတော့နော်တန်ကိုမြင်ပြီးတော့အာယုံပြောင်းသွားတဲ့အချိန်မှာ Fury တကောင်ကတော့သူ့ကိုတိုက်ခိုက်လဲချလိုက်ပါတော့တယ်။ KC ရဲ့ကတော့အဲ့ဒီတတော်ကိုဓာတ်နဲ့ကိုထိုးနိုင်ခဲ့ပေမဲ့နော်တန်ကတော့သူ့ကိုတွေ့သွားခဲ့ပြီးတော့ သူကတော့ပုံမဘေကင်းတဲ့ကဘာကြီးကိုတိဆောက်ချင်နေတာဆိုပြီးတော့ပြောကသူ့ကိုကံမာတော်ရင်ခဏနေတော့ရုံကန်ခဲ့ပြီးတော့ကက်စီယက်ကပြန်ထလာနိုင်ခဲ့ပြီးတော့နော်ဒန်ကိုနေရန်နဲ့ကိုဖိထားကဆက်ကိုအချင်းချင်းထိုးနှက်ချင်းပုံပြလိုက်ပါတော်ရင်ပြီးတော့ကက်စီယက်ကတော့ဘေကေးစီကိုပြန်ပေးသွားခဲ့ပြီးတော့ဖီဒယ်ကတော့နော်ဒန်ကိုခုံအုပ်ကရှော့ပြလိုက်ပါတော်ရင် အသက်ရှင်ကျန်ရစ်သူတွေဟာဥမင်ကိုအမြင်စွာကိုဖျက်ကျော်ခဲ့ပြီးတော့ဆဲကိုရရှိလာတာကြောင့်ရိုဒရစ်ကိုလည်းပောက်ကွဲစေတဲ့ပစ္စည်းတွေကိုဖွင့်ပြီးတော့ဖောက်ခွဲလိုက်တော့ဖို့ကိုပြောကြပေမဲ့လို့အဖေကင်းမရောက်သေးတဲ့အကြောင်းသူဟာတုတ်ဆိုင်နေခဲ့ရပါတယ်။တဖက်မှာတော့ဖီရယ်ကအဖေကင်းကိုတိုက်ခိုက်ဖို့ကြိုးစားတာကြောင့်ကက်စီယာကတော့လှေလောတန်းတဲ့သူ့ကိုရှာလိုက်ပါတယ်။ အဲ့ဒီတရဝလဲကြသွားတဲ့အခါမှာအဘိကိတ်ကလည်းသူ့ရဲ့လက်ပတ်ကိုတရီထားမိပြီးတော့ဖီရယ်ဟာလည်းသူ့ရဲ့အဖေဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။သူမဟာရှော့ရပြီးတော့ငြိမ်သက်သွားတာကြောင့်ပဲကက်စီယာကတော့သူ့ကိုတရီဝင်လာအောင်လှုပ်လှုပ်ပြီးတော့လှုပ်ဝက်ပေါက်စီကိုဆွဲခေါ်သွားခဲ့ပါတော့တယ်။ရိုဒီကတော့မဆောင်နိုင်တော့ဘဲနဲ့အဲ့ဒီနေရာကိုဖောက်ခွဲပစ်လိုက်တဲ့အချိန်မှာပဲသူတို့နှစ်ယောက်ကတော့ဥမင်နယ်ကိုရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဖီရယ်ကအားလုံးဟာဘုံစာမိပြီးတော့ရှော့သွားခဲ့ရပါတော့တယ်။နောက်ပိုင်းမှာတော့အသက်ရှင်ကျန်ရစ်တဲ့သူတွေဟာသူတို့ထဲမှာကူးဆက်ခံရတဲ့လူတယောက်ရှိနေတာကိုတွေ့လိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့ကက်စီယာကတော့သူ့ကိုဆဲအေးအောင်လှုပ်ပေးနေတော့မှာ ဖရီရက်တကောင်ကတော့ရုတ်တရက်ကိုပေါ်လာခဲ့ပြီးတော့အဲ့ဒီလူကိုတက်ပစ်လိုက်ပါပြီပြီးတော့ကက်စီရက်ကိုပြန်ပြီးတော့တိုက်ခိုက်တာကြောင့်သူတို့ချင်းချင်းကထထလေးလေးကိုမှထိုးနှက်ကြရင်နဲ့မင်းဘော်ကိုလဲကျသွားပြီးတော့အဲ့ဒီမှာပဲဖရီရက်ကတော့ကက်စီရက်ကိုကိုက်လို့နေပါဖြစ်နေတဲ့အထိကိုမှအနေထားကိုရသွားခဲ့ရပါပြီဒီဒီခါမှာကတော့အဘေကေကတော့ဆိတ်ရှိပြီးတော့မှန်ကန်တဲ့အချိန်ကိုစောက်ကပစ်လိုက်ပါပြီဒီဒီခါမှာကတော့ကောင်မလေးဟာလည်းကက်စီရက်ကိုမထိခိုက်စေဘဲနဲ့အဲ့ဒီတရဝါကိုရှော့ပစ်လိုက်နိုင်ခဲ့ပါတော့ရင်လုံးနဲ့အသက်ရှင်ချင်နေတဲ့သူတွေကသူတို့နေတဲ့နေရာလေးမီးလောင်နေတာကိုကြည့်ပြီးတော့နောက်ထပ်ကိုဘာလို့ရမလဲဆိုတာကိုစဉ်းစားနေကြပါ යි ။ဇလန်းဆုံးမှာတော့ BK ဟာ လည်းသူတို့အခုရောက်နေတဲ့ဆယ်မှာအိမ်အစ်စ်ကိုတိစောက်နိုင်ကြောင်းသူတို့ကိုပြောပြခဲ့ပြီးတော့ကက်စီယက်ကလည်းလျှက်စင်မီရနိုင်ပေမဲ့ဂျန်နရေတာဆောက်လုံနေလမ်းညွှန်ပါတယ်။နော်တန်ရဲ့မက်ဆူဆာအုပ်ကိုခိုးယူလာကြောင်းကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ဇလန်လေးကတော့ဒီမာရင်ကိုပြီးဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။